အားလုံးမင်္ဂလာပါကျွန်တော်ရာဇော်ပါဒီဗီဒီယိုကတော့ရုပ်ရှင် review video ဖြစ်ပါတယ်အပုံမှန်ကတော့ကျွန်တော်ရုပ်ရှင် review တွေတိတ်မလုပ်ဖြစ်ဘူးဒါပေမဲ့ video လေးတွေနည်းနည်းများများတင်ချင်တာကြောင့် review လေးလုပ်ကြည့်မယ်ပေါ့နော် review ဆိုတာထက်အကျွန်တော်ကြည့်ထားတဲ့ရုပ်ရှင်ကိုဘယ်ဟာတော့ကျွန်တော်ကြိုက်တယ်ဘယ်ဟာတော့မကြိုက်ဘူးအဘယ် plot တွေကတော့ဘယ်လိုရှိလဲစသဖြင့်ကိုယ်တငယ်ချင်းချင်းချင်းဘယ်လိုပြောဆိုဆွေးနွေးတဲ့ပုံစံမျိုးပို့ဖြစ်မယ်ပေါ့ဆိုတော့ဒီ video မှာတော့ကျွန်တော် ာဂျက်ကီချန်ရဲ့နောက်ဆုံးထွက်ထားတဲ့ The Shadows Edge ရုပ်ရှင်အကြောင်းပြောမယ်ပေါ့နော်။သူသူဂျက်ကီချန်ပါတဲ့ရုပ်ရှင်ပေါ့။အဲဒီရုပ်ရှင်က China Mainstream ရုပ်ရှင်တစ်ခုဖြစ်တယ်။ Director က Larry Yang ပြီးတော့တရုတ်ဆောင်တွေကဂျက်ကီချန်ပါမယ်ပြီးတော့သူနဲ့တွဲဖက်တရုတ်ဆောင်မဲ့တရုတ်မင်းသမီးငယ်ပါမယ်။ပြီးတော့ shadow လူစိုးကောင်းဆောင်နေရာမှာတယုတ်ဆောင်နဲ့ pick to ni လို့ခေါ်တဲ့တယုတ်ဝါရီတယုတ်ဆောင်နဲ့ပါတယ်ပြီးတော့နမကြီး kpop idol တယောက်လည်းပါတယ်ပြောတယ် ဒါကက်စ်ပေါ့နော်ဇလန်မပြောခင်အာရုပ်ရှင်အကြောင်းပြောမှဖြစ်တဲ့တဲ့ကြောင့် spoiler တွေပါကောင်းပါနိုင်တယ်ပါလောက်တယ်အဲ့တော့ရုပ်ရှင်မကြည့်ရသေးဘူးဆိုလို့ရှိရင်ရုပ်ရှင်တစ်ချက်လောက်အရင်ကြည့်ပြီးမှဒီဗီဒီယိုကိုကြည့်ပေါ့နော်ဇလန်ကဘယ်လိုလဲဆိုလို့ရှိရင်လူစိုးအဖွဲ့နဲ့ရဲတပ်ဖွဲ့နဲ့ခြားတဲ့ဇလန်ပေါ့နော်အလွယ်ပြောလို့ရှိရင်အရန်ကြမ်းတဲ့လူစိုးတပ်ဖွဲ့ရှိတယ်သူတို့ကအဲ့လိုရဲဌာနချုပ်ကိုပါ hack ပြီးတော့ရှိတဲ့တမျိုးလုံးကင်မရာတွေအကုန် hack ပြီးတော့ အဲ့လို crypto ကိုခိုးတာပေါ့လုံးဝတန်ဖိုးကြီးတဲ့ crypto တွေ currency ကိုခိုးတာပေါ့နော်အဲ့ဒီကနေစတယ်စပြီးတော့သူတို့ရဲတပ်ဖွဲ့တွေတော်လှပါကြီးရဲဆိုတဲ့ရဲတပ်ဖွဲ့တွေလိုက်တယ်မမိဘူးအဲ့ဒီအခိုးအဖွဲ့ကအလွန်အင်မတန်ဟိုမှာကြမ်းတဲ့အခိုးအဖွဲ့ဖြစ်နေတယ်ပေါ့အဲ့တော့ရဲတွေကမလိုက်နိုင်အခုလက်ရှိတောင်ဝထမ်းဆောင်တဲ့ရဲတွေကအာအဲ့တခိုးတွေကိုမလိုက်နိုင်ဘူးပေါ့နော်မလိုက်နိုင်တော့ဘယ်လိုလုပ်ရလဲဆိုတော့ထုံးစံတိုင်း ရဲရရှိဟောင်းစီကိုအကူကြီးတော့ပြန်တောင်းရတယ်ပေါ့နော်အမရဲရရှိဟောင်းကဘယ်လိုလဲဆိုရင်ဂျက်ကီချန်ပေါ့ဂျက်ကီချန်ကတော်တယ်ပေါ့နော်အိုးယင်ခစ်ကလေးကတော်တဲ့အငိမ့်စားရဲရရှိပေါ့စုံတော့အဲ့လိုလူစိုးလိုက်တဲ့ရဲရရှိပေါ့နော်ဆိုတော့အခုလက်ရှိလူတွေလူစိုးတွေကိုမဖမ်းနိုင်တော့ကြောင့်သူ့ကိုတော့ခေါ်တယ်ခေါ်တော့သူလိုက်ပေးရမယ်ပေါ့နော်အဲ့မှာကျွန်တော်ပထမကြည့်တော့ကဂျက်ကီချန်ကားဆိုလို့ရှိရင် ုံမှန်ကတော့ तू ကလူကောင်းများတယ်ပေါ့နော်ဟိုလူကောင်းများတယ်တော်တယ်တတ်တယ်ကျွမ်းတယ်အဲ့လိုပုံစံပဲများတယ်ဒီကားမှဆိုလည်းအဲ့လိုပဲကျွန်တော်ကသူ့ကိုလူဆိုးဘက်မှာပါမလားလူဆိုးတွေနဲ့ချိတ်ဆက်ရှိမလားအဲ့လိုဇက်လန်နေမျောလင်းမိတာပေါ့နော်ဒါပေမဲ့မဟုတ်ဘူး तू ကတမယိုးကြတော်တယ်ထမြက်တဲ့အပြစ်နာစာကင်းစင်တဲ့ရဲထမြက်တဲ့ရဲတယောက်ပဲပေါ့ဆိုတော့ဆိုတော့အဲ့ဒါတွေကျွန်တော်နည်းနည်းတိတ်တဘောတဘောမကြောက်ဘူးပေါ့နော်အဲ့ဒီအဲ့ဒီအပိုင်းတိတ်တဘောမကြောက်ဘူး အဲ့တော့သူဘာလို့ဆိုသူတော့ခေါ်တော့အာလိုက်ရတယ်ပေါ့နော်လိုက်ရတော့ तू ကအခုခေတ်ကကြောင် AI ခေတ်ဖြစ်နေပြီနှီးပညာတွေရဲဌာနတွေမှာနှီးပညာတွေတော်တော်လေးကိုခေတ်ရှိပြေးနေပြီအချို့ဌာနတွေဆိုရင်ဖြုတ်လိုက်ပြီဗျာမရှိတော့ဘူးပေါ့နော် तू ကအရင်ခေတ်ကလူဆိုတော့အဲ့ဒီ analog ခင်းနဲ့ဒီ digital ခင်းနဲ့အယောအနောဖြစ်မယ်ပေါ့ तू ရှေးရှေးထောင်ရှေးလုံးလုံးနီလောက်ဟန်နဲ့ဒီဘက်ခေတ်လုံးနီဟုတ်နဲ့ပေါင်းပြီးတော့အဲ့လိုသွားရမယ်ပေါ့ ဆိုတော့အဲ့ဒါကိုလည်းကျွန်တော်မျှော်လင့်တယ်သူရဲ့ခေဟောင်းနီပရိယေတွေနဲ့ခေတ္တနီပရိယေနဲ့ပေါင်းပြီးတော့ဟိုကြည့်ချင်တာပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းအရန်ကြီးမပြနိုင်ဘူးလို့ကျွန်တော်မြင်တယ်အရန်ကြီးလည်းမတွေ့ရဘူးပေါ့နော်အစ်တစ်ချက်တိတ်ပြီးတော့ကျွန်တော်တိတ်မကြိုက်ဘူးပြီးတော့ character development ပေါ့နော်တရုပ်ဆောင်တွေရဲ့ character development ပေါ့သူကရဲ့ အဲ့ဂျက်ကီချန်ရဲ့နောက်မှာလည်းသူရာဇဝင်လေးတွေရှိတယ်။အဲ့ဒီသူနဲ့တွဲဖက်တာဝန်ထမ်းဆောင်ရမယ်ရဲမေလေးနဲ့သူ့အဖေနဲ့ပေါ့နော်။သူ့အဖေနဲ့ဂျက်ကီချန်နဲ့ကသူ့အရှိမအဲ့လို trauma လေးတွေရှိတယ်ပေါ့နော်။နောက်ကြောင်ရာဇဝင်လေးတွေရှိတယ်။သူတင်ဆက်ပုံအားနေတာလားဇက်ညိုအားနေတာလားပြတဲ့ပုံအားနေတာလားတော့မပြောတတ်ဘူး။အရင်ကြီးမခံစားနိုင်ရဘူးဗျာ။ပြတာတော့ deep deep တော့ပြနေတယ်ဒါပေမဲ့ရော့အတင်းထိုးကျွေးနေတယ်လို့ခံစားရတယ်ပေါ့နော်။ အဲ့လိုပဲဟိုလူโซကောင်းဆောင်ဘက်ကိုပြတော့လေလူโซကောင်းဆောင်နဲ့သူတပည့်တွေနဲ့လည်းအဲ့လိုအရင်အဲ connection လေးတွေရှိတယ် deep ဖြစ်တဲ့ relationship တွေရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းအရင်ကြီးမပေါ်လွင်နေဘူးဗျ character development အားနည်းတယ်လို့ကျွန်တော်မြင်တယ်ဟိုကြည့်တယ်ကျွန်တော်ကျွန်တော်ကျွန်တော်အနေနဲ့ပေါ့နော်ကြည့်တယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်အဲ့ဒါတွေတိုက်ပြီးတော့မခံစားရဘူးအနေအပေါ်ယံဖြစ်တယ်လို့ခံစားရတယ်အကောလုံးကိုလိုက်ပြချင်တယ်ဒါပေမဲ့ မနိုင်ဘူးဖြစ်နေတယ်ပေါ့နော်မသိနိုင်မသိနိုင်ပဲဖြစ်နေပြီးတော့အပေါ်ရန်ဆန်တယ်အရန် serious မဖြစ်ဘူးလူစိုးကောင်းဆောင်ကိုအေးဥဆောင်တာကိုကျွန်တော်အရန်သဘောကျတယ်ဒါပေမဲ့တခြားကောင်လေးတွေကအဲ့ဒီဟာကိုမလိုက်နိုင်ဘူးဆိုတော့သူတယောက်တည်း serious ဖြစ်ပြီးတော့ဟိုကောင်တွေကပေါ်ပေါ်ရှွရှွဖြစ်နေတဲ့ပုံစံမျိုးခံစားရတယ်ပြီးရင်ကင်မရာ shot တွေက action ကားဆိုလို့ရှိရင်အဲ့လိုကင်မရာ shot တွေအများကြီးကတ်တွေပေါ့နော်အများကြီးတုံးတာတော့ရှိတယ် ဒါပေမဲ့ဒီမှာဆိုလို့ရှိရင်ပုံမှန်စကားပြောလဲကတ်တွေတအားများနေတယ်ဟိုအရင် fancy ကတ်တွေ fancy editing တွေအရင် over hype ဖြစ်နေတဲ့ပုံစံဖြစ်တယ်ဆိုအဲ့ဒါတွေလည်းကျွန်တော်သိမကြိုက်ဘူးပြီးလို့ရှိရင်တို့ခိုးတဲ့ high လောက်တဲ့အပိုင်းနေပေါ့နော်ခိုးတဲ့ view ဟာတွေ ni pre ရတွေကလည်းကျန်းတော့ကျန်းနေတယ်ဗျာပြလာတော့ကျန်းနေတာပဲ hack တာတွေကောက်တာတွေပြနေတာပဲဒါပေမဲ့တကယ်စ조사အထောက်မှုတွေ တိတ်မမြင်ရဘူးပေါ့နော်တိတ်အဲ့ဒီ high step ပိုင်းတိတ်ရေမခုံရဘူးဇက်လက်လေတော့နည်းနည်းကြည့်ကောင်းလာတယ်ဆိုတော့ဂျကီချန်နဲ့ဒီလူစိုးကောင်းဆောင်နဲ့ဒီဘက်ရဲကောင်းဆောင်နဲ့သူတို့အသွင်ယူပြီးတော့လိုက်ပြီးတော့ဒီစိမ့်နေဆိုလို့ရှိရင်တဘောကြတယ်အဲ့ဒါတွေဟိုကြည့်ကောင်းတယ်ပေါ့နော်တဖြည်းဖြည်းဆက်ရှင်တက်လာတယ်ပြီးတော့ action sequence တွေကလည်းအဲကြည့်လို့ကောင်းတယ်ဘာဖြစ်ဆိုတော့သူတို့တွေဝိုင်းရင်တယောက်ဆောင်နေဖြစ်တယ်ပြီးတော့ Jackie Chan ကလည်းကိုယ်တိုင် action stunt တွေလုပ်ထားတယ်လို့ပြောတယ်အဲ့တော့ ကြည့်ရတာတန်တယ်ပေါ့နော်ကြည့်လို့ကောင်းတယ်ဒါပေမဲ့ဂျကီချန်အသက်ရွယ်နဲ့အဲ့လိုကိုထိုင်ကြီးဓာတ်ရိုက်ကြီးမင်းသားတကယ်အရှင်မင်းသားကြီးအနေနဲ့ကျွန်တော်တော့ကြည့်ရတာအဆင်မပြေတော့ဘူးပေါ့နော်ဟိုဂျကီချန်ကိုလွမ်းလို့ဂျကီချန်ကိုကြိုက်လို့အလွမ်းပြေကြည့်လို့ကောင်းနေတယ်ဆိုပေမဲ့ဒီအသက်ရွယ်ကြီးနဲ့အဲ့လိုမျိုး action sequence တွေကျွန်တော်တို့ကိုယ်တိုင်လောက်တာ ိုယ်တိုင်ချတာတွေဓာတ်ရိုက်ကြီးပေါ့နော်ဓာတ်ရိုက်ကြီးလိလောက်ပြီးတော့တရုတ်ဆောင်တာဟုတ်တော့ကျွန်တော်တွတ်တော့ကြည်မကောင်းတော့ဘူးပေါ့နော်နောက်တစ်ချက်ကပေါ့နော်ဒါကဒီရုပ်ရှင်နဲ့ဓာတ်ရိုက်ကြီးတော့မပတ်သက်ဘူးကျွန်တော်အတိအကိုတယောက်ပြောတာရှိတယ်သူကဂျကီချန်နဲ့စတီဗန်ချောင်ဆိုရင်သူကစတီဗန်ချောင်ပိုကြိုက်တယ်ပေါ့နော်စတီဗန်ချောင်ရုပ်ရှင်နေဆိုရင်စတီဗန်ချောင်ကာရက်တာတွေကလူသားပုံစံနေပေါ့သူကအရန်တော့အရန်တက်အရန်ဖြူစင်အရန်ကောင်း ပြစ်နာစာလုံးဝမရှိသူတစ်ပါးကိုလည်းကောက်မကောက်ချစ်တဲ့ကိုလုံးယူသားဖြူစင်တဲ့ကာရိုက်တာမဟုတ်ဘူးစတီဗန်ချောင်းကာရိုက်တာတွေကသူများကိုကလောကလေလောက်ရမယ်ဆိုလည်းလုပ်တယ်ဒါပေမဲ့သူရဲ့အခြေခံမူလဘုဒ္ဓစိတ်ကလေးကတော့ရုံမာတဲ့စိတ်တော့မရှိဘူးဒါပေမဲ့အဲ့လိုအခုခုအကြောင်းတစုံတည်းအခုကြောင့်လူတွေကိုအဲ့လိုမကောင်းလို့ရတယ်ကလောကလေကျင်ရတယ်ဆိုတော့အဲပုံစံဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လည်းအဲ့ဒါကိုလက်ခံတယ် ဆိုဂျကီချန်ကကြတော့ဂျကီချန်ရုပ်ရှင်နေဆိုရင်ဖြူစင်ယူသားတမတမတ်ကြအော်ထမ်းမြက်အဲ့လိုပုံစံများတယ်ဆိုတော့ဒီကားထဲမှာဒီကားထဲမှာလည်းအလိုပဲသူ့မှာအပြစ်နာစာဆိုတာလုံးဝမရှိဘူးချွင်းချက်ဆိုတာလုံးဝမရှိဘူးတော်တယ်ထက်မြက်တယ်အဲ့လိုပုံစံပဲပြထားတယ်ပေါ့နော်ပြီးတော့သူ့ကိုပထမဆုံးလာကမ်းလှမ်းတဲ့ချိန်မှာလည်းအဲ့လိုညင်းဆန့်တဲ့ပုံစံမဖြစ်နေဘူးသူကပါလေဒီ မရှင်တို့စောင့်နေတဲ့ဒီသူ့ကိုအလိုရှိရင်ခေါ်ဖို့ခက်ခဲရင်ခေါ်ဖို့စောင့်နေတဲ့လူပုံစံဖြစ်နေတယ်ပေါ့နော်သူ့မှာလည်းသူ့ဘဝရှိမှာပဲလေသူ့ဘဝနဲ့သူ့အခက်ခဲနဲ့သူ့ဟာသူရှိနေမှာပဲပေါ့နော်အဲ့ဒါကြီးလည်းမပါတာတော့ကျွန်တော်နည်းနည်းတိတ်တဘောမကြောက်ပေါ့နော်တရုတ်ရှင်ကတရုတ်မှာယုံတင်တော့ဒေါ်လာ159ဒရမ4မီလီယံအာ box office ရတယ်လို့ပြောတယ်ဂျက်ကီချန်ရဲ့2019နောက်ပိုင်း ြည်တွင်တရုတ်ရုပ်ရှင်ဒီထဲမှာဆိုရင်ဒီកောင်ကဝင်ငွေအများဆုံးရုပ်ရှင်လို့လည်းပြောတယ်ပြီးတော့ကမ္ဘာ worldwide မှာဆိုလို့ရှိရင်27 million ရတယ်လို့ပြောတယ်ဒီ K-pop idol ကျွန်ပါလို့လည်းကျွန်ဝင်ငွေပုံများတယ်လို့လည်းတင်းနေမှာဖတ်ရတယ်ဗောနော်အဲ့တော့ပြန်ချောက်ရလို့ရှိရင် action တွေကြိုက်တယ်လူရဲစုံနောက်ကားကြီးကြိုက်တယ်ဂျက်ကီချန်ကိုကြိုက်တယ်ဆိုရင်တရုတ်ရှင်ကကြည်ကောင်းတဲ့ရုပ်ရှင် entertain ဖြစ်တဲ့ရုပ်ရှင်အဲတကားဖြစ်လိမ့်မယ် ဒါပေမဲ့ကျွန်တော်တို့ကတော့ကျွန်တော်တိတ်တော့သဘောမကျဘူး rating ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော် letter box မှာပေးထားတဲ့ rating ရဆိုရင်ကျွန်တော်၅အမှတ်မှာ၂မှတ်ခွဲပေးမယ်ပေါ့နော် so rating ပေးတာနည်းလို့ကျွန်တော်တော့မစဲနဲ့ပေါ့ဒါကတရုတ် mainstream ရုပ်ရှင်လေးပေါ့နော်အဲ့တော့တရုတ်ရဲ့အနုပညာအဆင့်တန်း China ရဲ့ရုပ်ရှင်အမှုပညာအဆင့်တန်းတွေကို ကြည့်လို့ရှိရင်ဒီ mainstream ရုပ်ရှင်တွေကိုကြည့်ပြီးဆုံးဖြတ်လို့မရဘူးပေါ့နော်။အယောက်ရဲ့တကယ်အမှုပညာ level တွေကသူတို့ရဲ့ indie film လေးတွေမှာရှိတယ်။တကယ်တော်ပြီးတော့အမှုပညာအဆင့်တန်းမြင့်မာတဲ့ရုပ်ရှင်တွေမှာရုပ်ရှင်တွေအများကြီးရှိတယ်ပေါ့နော်တရုတ်မှာ။များသောအားဖြင့်တရုတ်အစိုးရကအဲ့ဒီ indie filmmaker တွေကိုဘန်ထားကြတာများတယ်။အဲ့လိုပြည်တွင်းမှာယုံတင်ခွင့်မပေးတာတို့ ပြီးယုံယုံတင်တဲ့ယုံတွေကိုထိန်းချုပ်ထားတာတို့ရုပ်ရှင်ရိုက်ကူးခွင့်မပြုတာတို့အဲ့လိုဘန်နာတဲ့ဒရိုက်တာတွေအများကြီးရှိတယ်သူတို့ကြတော့ပြပအာဖန်တွေနဲ့ရိုက်တယ်ပြီးတော့ဟိုနည်းနည်းဒီနည်းနည်းပေါ့နော်တကယ်စတူဒီယိုကြီးတွေစတင်ကြီးတွေနဲ့မရိုက်ပဲနဲ့ဟိုဟိုဟိုမှာပြရိုက်လိုက်ဒီမှာပြရိုက်လိုက်အဲ့လိုပုံစံတွေရိုက်ပြီးတော့ရုပ်ရှင်တွေလုံနေကြတယ်ပေါ့နော်ဆိုအဲ့ဒီရုပ်ရှင်တွေကကျွန်တော်ကြည်ထားအရာဆိုလို့ရှိရင်အဲ့လိုရုပ်ရှင်တွေကိုကျွန်တော်ပို့တဘောကြတယ်တရုတ်တရုတ် ထောက်ရုပ်ရှင်တွေမှာဆိုရင်ပေါ့နော်အဲ့လိုအင်ဒီရုပ်ရှင်တွေကိုကျွန်တော်ပို့သဘောကြတယ်အဲ့တော့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးဆွေးနွေးပြောကြားချင်တာရှိလို့ရှိရင် comment အောက်မှာဝင်ရောက်ဆွေးနွေးပြီးဖိတ်ခေါ်ပါတယ်အဲကျွန်တော်အားလို့ရှိရင်ပြန်ဖတ်ပြီးတော့ပြန်ပြောပြမယ်ပေါ့နော်အဲ့တော့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုလုပ်ဖြစ်ရင်ပြန်တွေ့ပါမယ်ဗီဒီယိုဆုံးနေကြည့်ပေးလို့ကျေးဇူးတင်ပါတယ်